ကဲအလုံးမင်္ဂလာပါကြံ GTS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် Joshua Bank ကတော့ဒါ Champion Cup ပတ်စဉ်ခုခွင့်ရရှိဖို့အတွက်မဟာအခွင့်အရေးကြီးကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့ဒါပရိသတ်တွေအလုံးကသိရှိခဲ့ကြပြီးတာအတိုင်းပဲဒါ Joshua Bank အနေနဲ့ကတော့ဒါမနေ့ကပါနော်ဒါ Facebook စာမျက်နှာမှာဒါသူ့ရဲ့ဒီပွဲတင်းကိုဒါမကြခင်မှာကြားရတော့မယ်ဆိုပြီးတော့မှဒါပရိသတ်ကိုအတိပေးထားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအတိပေးပြီးတဲ့နောက်ပိုင်းဒီနိုင်ပိုင်းမှာဆိုရင်တော့ Joshua Bank ရဲ့ ီပွဲသတင်းတွေကကျွန်တော်ဆက်တိုက်တက်လာတယ်မနော်အထူးသဖြင့်ဒီ MMA ဒီကမ္ဘာသတင်းစာမျက်နှာတွေပေါ်မှာဆိုရင်တော့ဒါ Joshua Van Hier တွဲဆိုင်ကဒါလုံးဝကိုဒါပလူပြန်လာတယ်မနော်အဲ့တော့ဒီလာမယ့် UFC ဒါ317ဒါ International Fight Week ကလာမှာချင်ပါပြလို့တောင်းမဲ့ဒီပြိုင်ပွဲကြီးမှာပေါ့နော်ဒါ Mani Khabi ဆိုတဲ့ဒီ Joshua Van Du ရဲ့ဒီ weight တန်းပေါ့နော် ranking top 6ထဲကဒါ fighter တူကဒါသူ့အနေနဲ့ဒီခြေချောင်းကျိုးတဲ့ဒါဒဏ်ရာကြောင့်ပေါ့နော်ပွဲကနေနှုတ်ထွက်သွားခဲ့တယ် ဲ့တော့ဒီမာနီကာဘီဆိုတဲ့ဒီ fighter ကဒါဂျိုရှောဗန်တို့ weight down ကဒီ ranking top 1ထဲကနော် fighter တူဖြစ်တဲ့ဒီ Brandon Rybo ဆိုတဲ့ fighter နဲ့ဒါရှင်ပြိုင်ထိုးတက်သွားမှာပေါ့နော်အဲ့တော့ဒါဒီမာနီကာဘီဆိုတဲ့ fighter ကနှုတ်ထွက်သွားတဲ့အချိန်မှာဒါဂျိုရှောဗန်အနေနဲ့ဒါလူစားဝင်ဒါရှင်ပြိုင်ထိုးတက်သွားရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဂျိုရှောဗန်အတွက်ကတော့ဒါပွဲချိန်တော်တော်လေးကက်တယ်လို့ပြောမှပြဒါနှစ်ပတ်ကြော်ပေါ့နော်ဒါသုံးပတ်နီးပါးကျွန်တော်17ရက်ဒီ19ရက်အနေထားတော့ပဲဒါအချိန်ရတယ် ဲ့တော့ကျွန်တော်ကြားသိရသလောက်ဆိုရင်တော့ဒီပွဲကိုဒါတနာဝိုက်တို့ဖက်ကပေါ့နော်ဒါဂျိုရှောဗန်ကိုဒီ short notice နဲ့ဒါပွဲထိုးမလားဆိုပြီးတော့မှဒါလမ်းပြီးတော့မှဆက်တွေ့တယ်ပေါ့နော်အဲ့တော့ဂျိုရှောဗန်ကလည်းဒါနိုင်ပိုင်းလောက်သူ့အနေနဲ့ဒါစဉ်းစားလိုက်တယ်စဉ်းစားလိုက်ပြီးတော့မှကျွန်တော်တို့ yes လို့ခြေပြလိုက်တယ်ပေါ့နော်ဒီ yes ခြေထားခဲ့တဲ့အတွက်ကြောင့်မို့ပဲသူ့အနေနဲ့ဒီမနေ့ကပေါ့နော် Facebook စာမျက်နှာပေါ်မှာဒါ face news campaign ဆိုပြီးတော့မှအရေးထားတယ်ပေါ့နော်ဒါနောက်ထပ်တပွဲရှိတယ်ဆိုတော့ အတိတ်ပဲနဲ့ဒါပရိသတ်တွေကိုဒါအတိပြီးသွားခင်တာပဲဖြစ်တယ်ဗောနော်။ဒါသူအစားဝင်ထိုးမဲ့ဒီ fighter ကလည်းကျွန်တော်တို့ဒီ throw weight တန်ရဲ့ဒီ ranking top 1မှာတည်ရှိနေတဲ့ဒီကျွန်တော် Brandon Rybo ဆိုတဲ့ fighter တူဦးဖြစ်တယ်ဗောနော်။အဲ့တော့ဒီ Brandon Rybo ဆိုတဲ့ fighter ကဒါတော်တော်လေးကိုကျင်းတဲ့ fighter တူဦးဖြစ်တယ်။ဒါသူ့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တို့အနေနဲ့တွားပြီးတော့မှလိမ့်မှာကြည့်မယ်ဆိုရင်တော့ဒါဘက်ဆုံးပိုင်းမှာဒါကောင်းတဲ့ fighter တူဦးဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သိမြင်ရမှာဖြစ်တယ်ဗောနော်။အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာတော့ဒါပရိသတ်တွေကိုချော်ချော်ပန်နဲ့ဒါရှင်ပြန်ထုတ်တဲ့တွမ်းမဲ့ဒီ Brandon Rybo ရဲ့ ါစွမ်းဆောင်ရည်တွေဒါသူ့ရဲ့အာသာချက်အာမင်းချက်တွေကိုကျွန်တော်တို့အသေးစိတ်ပြောပြပေးတော့မှာဖြစ်တယ်ဗျ။ဒါအပြင်ကျွန်တော်တို့ဒါ Joshua Ban နဲ့ဒီကျွန်တော်တို့ Brandon Wright တို့ရှင်ပြန်ထိုးတက်သွားမဲ့အချိန်ကျရင်ဒါဘဒုကအနိုင်ရရှိသွားနိုင်ချေရှိတယ်လေပေါ့နော်။ဒါတွေနဲ့ပတ်သက်ပြီးပွဲချုပ်တုံးသက်ချက်အနေနဲ့ပါပြလို့တင်ဆက်ပေးတော့မှာဖြစ်တယ်ဗျ။အဲ့တော့ Joshua Ban နဲ့ Brandon Wright တို့ရဲ့ပွဲစဉ်ကိုတော့ဒါဒီလာမဲ့ UFC 317ဒါဂျွန်လာ26ရက်နေ့ International Fight Week ကလာကြီးမှာဒါခန်းခန်းနန်းကြီးပါပြုလုပ်တော့မှာဖြစ်ပါတယ်အဲ့တော့ Brandon Wright ကတော့ US ကဖိုက်တာတူဖြစ်တယ်ဒါသူ့အနေနဲ့ကတော့လက်ရှိအချိန်ထိ professional MMA ပွဲစဉ်ပေါင်းဒါ20နဲ့၄ပွဲအထိဒါရှင်ပြန်ထိုးတက်ထားတယ်ဗောနော်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့18ပွဲအထိကိုဒါအနိုင်ရရှိထားပြီး9ပွဲဒါရှုံးနေထားပါတယ်အဲ့တော့လက်ရှိအချိန်မှာဆိုရင်တော့ဒါအသက်30နဲ့နည်းနည်းရှိပြီးဒါအရက်ကတော့9ပြီနဲ့6လက်မအထိရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့သူအနိုင်ရရှိထားခဲ့တဲ့ဒီ18ပွဲကိုတွားပြီးတော့မှလေ့လာကြည့်လိုက်အောင်ပါအဲ့တော့18ပွဲမှာဆိုတော့ဒါ၄ပွဲကိုဒါလဲထိုးနေအနိုင်ရရှိထားနေအဲ့တော့နောက်ထပ်ဒီ ကိုးပွဲကိုတော့ချုပ်ကွက်နဲ့အနိုင်ရရှိထားပြီးဒါလေးပွဲကိုဒါ decision နဲ့အနိုင်ရရှိထားတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါ Brandon Rybo ရဲ့ဒီအနိုင်ရရှိထားတဲ့ပွဲ18ပွဲမှတ်တမ်းကိုဒါတွားပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့အဲ့တော့ဒီ fighter ဆိုရင်တော့ဒါ ground ပိုင်းမှာအထူးသဖြင့်ဒီချုပ်ကွက်ပုံဖော်တဲ့အပိုင်းမှာတော်တော်လေးကိုအာတန်တယ်ဆိုပြီးတော့မှကျွန်တော်ထင်ကောင်းထင်နိုင်တယ်ပေါ့နော် တော်ပေမဲ့ကျွန်တော်တို့အနေနဲ့ဒါသူရှင်ပိန်ထုတ်သက်ထားခဲ့တဲ့ဒါပွဲစဉ်တွေတော်တော်များများပေါ်တော့တော့အချင်းချင်းကျွန်တော်တုံးဒီပွဲလောက်ကျွန်တော်လိလာကြည့်လိုက်မယ်ဆိုတော့အဲ့တော့ဒီဖိုင်တာကဒါစတန်ဖိုက်ပိုင်းမှာပို့ပြီးတော့မှဒါအတားပြီးတော့မှရှင်ပိန်ကစားတက်တယ်ဆိုတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဗျအဲ့တော့သူရှုံးနေထားခဲ့တဲ့ဒီခုနှစ်ပွဲကိုကျွန်တော်တွားပြီးတော့မှကြည့်လိုက်အောင်ပေါ့နော်အဲ့တော့ဒီတပွဲကိုအလဲထိုးနေရှုံးနေထားတယ်အဲ့တော့ နောက်ထပ်တပွဲကိုဒါချုပ်ကွက်နဲ့ရှုံနေထားတယ်မဟုတ်လားအဲအဲ့တော့ပြောမယ်ဆိုတော့ဒီရှုံးပွဲနှစ်ပွဲမှာတပွဲကလဲထိုးတပွဲကဒါချုပ်ကွက်နဲ့ဒါငားပွဲကိုဒါအတိုင်းအဆုံးဖြစ်နေရှုံနေထားတာပေါ့နော်အဲ့တော့ဒီရှုံနေထားတဲ့မှတ်တမ်းကိုကြည့်ရှုခြင်းအပြင်ဒီဖိုက်တာကဒါမာကုံတော်တော်လေးမြင့်လဲနောက်ပြီးတော့မှကျွန်တော်တို့ဒီတက်လုံတော်တော်လေးမြင့်လဲဆိုတော့ကျွန်တော်သိမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘာကြောင့်ဒီလိုပြောရတယ်လဲဒီတက်လုံမြင့်တယ်လို့ပြောရတယ်လဲဆိုရင်ကျွန်တော်သူအနိုင်ရရှိထားတဲ့ဒီခုနှစ်ပွဲရော sorry ဒီအနိုင်ရရှိထားတဲ့18ပွဲကိုကြည့်မယ်ဆိုရင်တော့ဒါ၄ပွဲကိုဒါတိုင်အဆုံးဖြတ်နေဒါနိုင်ရရှိထားတယ်ပေါ့နော်အဲ့တော့ရှုံးနေထားခဲ့တဲ့ဒီ9ပွဲကိုကြည့်မယ်ဆိုရင်ဒါ9ပွဲကိုသူ့အနေနဲ့တိုင်အဆုံးဖြတ်ပုံစံမျိုးနဲ့ဒါရှုံးနေထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ decision ပတ်တန်းတွေကိုကျွန်တော်တွောင်းပြီးတော့မှကြည့်လိုက်ရုံနဲ့ D fighter ကဒါတက်လုံဒါတော်တော်လေးကောင်းနေဆိုတော့ကျွန်တော်အနေနဲ့ဒါသိမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့ရဲ့ဒီ UFC မှာနောက်ဆုံးအနေနဲ့ရှင်ပြန်ထိုးတက်ထားခဲ့တဲ့ဒါပွဲစဉ်9ပွဲ10ပွဲလောက်ကိုဒါအသေးစိတ်တွားပြီးတော့မှလေ့လာကြည့်လိုက်အောင်ဗျာ ဲ့တော့တော့ပြီးတော့မှကြီးလိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာသူရှုံးနေထားခဲ့တဲ့ပွဲစဉ်ဒီနောက်ဆုံး၉ပွဲမှာပေါ့နော်ဒါ၃ပွဲရှုံးနေထားတာကဒါ fighter 2ဦးကိုရှုံးနေထားတယ်ပေါ့နော်အဲ့တော့တဦးကတော့ဒါလက်ရှိကျွန်တော်တို့ Joshua Vando ရဲ့ဒီ flyweight အာ flyweight တန်းကချန်ပီယံတဦးဖြစ်တဲ့ဒီ Alexander ဒါ Pratuja ကိုဒါရှုံးနေထားတယ်ပေါ့နော်အဲ့တော့နောက်ထပ်တဦးကတော့ဒီ Brandon Moreno ဆိုတဲ့ fighter ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ fighter ကိုလည်းဒါပိတ်သက်တွေသိရှိကြမယ်လို့ယုံကြည်တယ်ဗျအဲ့တော့သူကတော့ဒါ flyweight တန်းရဲ့ဒါချန်ပီယံဟောင်းတဦးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ဒီ Brandon ကျွန်တော်တို့ rainbow ဆိုတဲ့ fighter ကတကယ့်ကိုဒီ champion ကြီးတွေပေါ့နော်ဒါ champion hound တွေဒီလက်ရှိ champion ဖြစ်နေတဲ့ fighter ကိုကျွန်တော်ဒါရင်ဆိုင်ခစ်ပီးတာ fighter တအုပ်ဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီ random rainbow ကတော့ပြောမှာဆိုတော့ဒီ ranking 1 to 10ရဲ့ fighter တွေတော်တော်များများလက်ရှိကျွန်တော်ဒီ champion ဖြစ်တဲ့အာ alexander prado ဂျာဝပြီး champion hound ဖြစ်တဲ့ကျွန်တော် brandon ဒီ morino ဆိုတဲ့ fighter ကိုဒါထိုးတက်ခဲ့ပို့တယ်ပေါ့နော်အဲ့တော့တကယ့်ဒီ champion တွေဖြစ်ခဲ့ပို့တဲ့ fighter ကိုတော့သူ့အနေနဲ့ရှုံးနေထားတယ်အဲ့ဒါတခြားသော fighter တွေကိုတော့သူ့အနေနဲ့အနိုင်ရယူပြထားတာတွေ့ရတယ်ပေါ့နော် ဲ့တော့ကျွန်တော်တကယ်လို့နာတာဂျိုရှောဗန်အနေနဲ့ဒီအခုလက်ရှိကျွန်တော် ranking top 1ထဲကပေါ့နော်ဒါ Brandon Rybo ကိုကျွန်တော်ကြော်ဖြတ်နိုင်မယ်ဆိုရင်တော့ဒါသူ့အနေနဲ့ဒီ champion လူခွင့်ကဒါလုံးဝကိုကျွန်တော်ကျင့်တီပေါင်းရရှိမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ဒီ Brandon Rybo ရဲ့ဒါမှတ်တမ်းကောင်းကိုသွားပြီးတော့မှကြည့်လိုက်ရအောင်ပါမှတ်တမ်းကောင်းကျွန်တော်ချင်းဒီနောက်ဆုံးထုတ်သက်ထားခဲ့တဲ့ပွဲစဉ်နှစ်ပွဲပေါ့နော်အထူးသဖြင့်ဒီနှစ်ပွဲကိုကျွန်တော်တည်ပြီးတော့မှပြောရအောင်ဗျအဲ့တော့အဲ့ဒီထဲမှာဆိုရင်ဒီ Brandon Morino ဆိုတဲ့ fighter ပြန်ပြီးတော့ပါနေတယ်ပေါ့နော်ပြောမယ်ဆိုတော့ ဒါသူအနေနဲ့ဟိုလွန်ခဲ့တဲ့2020မှာဒါချန်ပီယံဟောင်းတူဖြစ်တဲ့ Brandon Morino ကိုရှုံးနိမ့်ခဲ့တယ်။အဲ့တော့2000နဲ့ဒီကျွန်တော်တို့24ဒါ February 24လေးရက်နေ့မှာဆိုရင်ပေါ့နော်ဒါ Brandon Morino ကိုသူအနေနဲ့ဒါ decision ပုံစံမျိုးပေါ့နော် decision ဆိုတာကတော့ဒီကျွန်တော်ရလက်တိတ်တော့မပြတ်တောင်းပေါ့နော်ဒါ split decision ပုံစံမျိုးနဲ့ဒါအနိုင်ရယူပြထားတယ်ပေါ့နော်အဲ့တော့ဒီအမှတ်တမ်းပြောမယ်ဆိုတော့လုံးဝဒါအထင်ကြီးစရာရလက်တစ်ခုဖြစ်တယ်ဒါနောက်ထပ်အထင်ကြီးစရာရလက်တစ်ခုကကျွန်တော်တို့ဒီဂျပန်ကလုံးဝဒီရှုံးပွဲမရှိဖိုက်တာပေါ့နော် ဒီ Tesla Tyra ပေါ့နော်အဲ့ဒီ fighter ကိုသူ့အနေနဲ့ဒါရှင်ပြန်ထူးတက်ပြီးတော့မှဒါကျွန်တော် decision သူကလည်းဒါ split decision နဲ့ဒါအနိုင်ရယူထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ကလည်းဒါ Japan က fighter ဒီ Tesla Tyra အသက်ဒီကျွန်တော် professional MMA ပွဲစဉ်ဒါပထမအဦးဆုံးရှုံးပွဲအနေနဲ့ဂျုံတွေ့တာထားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးပွဲနှစ်ပွဲကိုကြည့်လိုက်မယ်ဆိုတော့တကယ်ကိုကျွန်တော်ငါးချီစလုံးဒါအချိန်နဲ့ဒါရှင်ပြန်ထိုးတက်ခဲ့တယ်ပေါ့နော်ဒါရလက်အပြင်းတော့ပြောမယ်ဆိုတော့ဒါတိတ်ပြီးတော့မပြတ်သားဘူးဒါ split decision နဲ့ဒါနှစ်ပွဲနိုင်ထားတယ်ပေါ့နော်အဲ့တော့ ဘလို့ပဲပြောပြောပြဒါနိုင်ဖို့ကအရေးကြီးတယ်ဒါတကယ့်ကိုဒီ fighter ground ပိုင်းမှာတကယ့်ကိုကျင်းတဲ့ fighter ဖြစ်တဲ့ဒီ Japan fighter ရောနောက်ပြီးတော့မှဒီ Brandon Moreno မဟုတ်တော့ဒီ Brazil က fighter ကိုရောဒါအနိုင်ရယူပြထားတဲ့ရလက်ကိုကြည့်ချင်းအပြင်ဒါ Joshua Van နဲ့ရှင်မင်းထူးတက်သွားမဲ့ဒီခုဒီ fighter ကဒါဘလောက်ထိကျင်းတယ်လဲဆိုတာဒါပြည်သက်တွေနေနေသိမြင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Brandon Rybo ရဲ့ဒါအာတာချက်အမေချက်လေးတွေကိုကျွန်တော်တို့ဒါကြည့်လိုက်အောင်ဗျအဲ့တော့အာတာချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒါသူကအရက်9ပြည်နဲ့ကိုလမရှိတယ်ဒါ rich အဖြစ်ပြောမယ်ဆိုတော့ဒါ80နဲ့တက်တမ9ရှိတယ်ပေါ့နော်အဲ့တော့ဒီအရက်အမောင်းနဲ့ဒီ rich ကတော့ Joshua Ban နဲ့ကျွန်တော်ဒါတော်တော်လေးကိုအားတာနေတယ်ပေါ့နော်ဒါအရက်မှာလည်းကျွန်တော်ဒါ၄စင်တီမီတာတော့ကွာတယ်ဒါ rich မှာလည်းကျွန်တော်9 5.5လောက်ကျွန်တော်ကွာနေတယ်ပေါ့နော်အဲ့တော့ဒီသူ့အနေနဲ့တကယ်လို့ဒါ Joshua Ban နဲ့ပွဲစဉ်မှာသူ့ရဲ့ဒီအရက်မောင်းဒါအားတာချက်ပေါ့နော်ဒီ rich အားတာချက်ကိုဒါကောင်းကောင်းအသုံးချသွားမယ်ဆိုရင်တော့ဒါ Joshua Ban နေနဲ့လည်းဒါအခက်တွေ့သွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါပရမတ် အာသာချက်တစ်ခုဖြစ်တယ်အဲ့တော့ဒုတိယအာသာချက်ကတော့ဒါ finishing ဒါလုံနိုင်တဲ့အပိုင်းပါနော်အဲ့တော့ကျွန်တော်ဒီသူ့ရဲ့ဒါအနိုင်ရရှိထားတဲ့ပွဲမတန်ရောဒါရှုံးနေထားတဲ့ပွဲမတန်ရောကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒါ decision နဲ့ပွဲစဉ်တွေပါဝင်နေတယ်ပေါ့နော်အဲ့တော့ဒီလိုကျွန်တော် decision နဲ့ပွဲစဉ်တွေပါဝင်တယ်ဆိုပြီးမဲ့လေဒီ fighter ကကျွန်တော် finishing လုပ်တဲ့အပိုင်းမှာ ော်တော်လေးကိုတော်တဲ့ fighter တူဖြစ်တယ်အဲ့တော့ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့သူရှင်မြန်ထုတ်တက်ထားခဲ့တဲ့ကျွန်တော်ပွဲစဉ်တွေကျွန်တော်တော်ပြီးလေ့လာကြည့်လိုက်မယ်ဆိုတော့ကျွန်တော်သိမြင်နိုင်တယ်ပေါ့နော်အထူးသဖြင့်သူ့အနေနဲ့ဒီ ground ပိုင်းမှာကျွန်တော်ပြန်ဖက်တွေနဲ့ရှင်ပြန်ကစားတဲ့အချိန်မှာပေါ့နော်ပြန်ဖက်ကိုဒီအချိန်တူတွင်းဒါချုပ်ွက်ပုံဖော်ပြီးတော့မှဒါအနိုင်ရယူနိုင်ဆွမ်းရှိတယ်နောက်ပြီးတော့မှဒီ fighter ဆိုရင်တော့ဒီ stand fight ကစားတဲ့အချိန်မှာပေါ့နော်ဒါ stand fight ဒီကျွန်တော် right hook left hook power ရပြောမယ်ဆိုတော့ဒီအရင်ကြီးကျွန်တော်မြင်တယ်လို့ပြောလို့မရပါဘူးမြင်ဒီပြန်ဖက်တွေကျွန်တော်ပြောမယ်ဆိုတော့အထူးသဖြင့်ဒီ မကုံနေတဲ့ fighter တွေဆိုရင်တော့ဒါမောက်ချသွားနိုင်တဲ့ဒါအနေထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ Brandon ကျွန်တော်တို့ Rival ရဲ့ဒီအလင်းထိုး power ကလည်း Joshua Van အတွက်ကျွန်တော်ပြောမယ်ဆိုတော့ဒါဒုက္ခကြီးတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကျွန်တော် one punch ကျွန်တော် knockout power မျိုးဒါမရှိဘူးဆိုပေမဲ့လည်းကျွန်တော်ဒီနှလုံးသုံးလုံးလောက်ဝင်လိုက်မယ်ဆိုရင်ဒါပြန်ဖက်တွေအနေနဲ့ကျွန်တော်လင်းချသွားတဲ့ဒါအခိုက်အတန့်တွေလေကျွန်တော်သူ့ပွဲစဉ်တွေကိုကျွန်တော်ဒါကြည့်ရှုပြီးတော့မှဒါသိမြင်နိုင်တယ်ပေါ့နော် အဲ့တော့နောက်ထပ်ဒီအာသာချက်ကိုတွန်းလိုက်ရအောင်ဗျာနောက်ထပ်ဒီအာသာချက်ကတော့ဒီမွေထိုင်းကစားတဲ့ပုံစံကောင်းတာပေါ့နော်အဲ့တော့မွေထိုင်းပိုင်းကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်ကကစားနိုင်တဲ့ fighter ဆိုရင်တော့ဒါချင်းချင်းကန်ချက်တွေလည်းကျွန်တော်ကောင်းကောင်းကန်နိုင်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုဒီ Brandon Rybo ကဒါ US မှာနေထိုင်တဲ့ fighter တူဖြစ်ပြီးမဲ့လဲဒါဒီမွေထိုင်းကိုသူ့အနေနဲ့ဒီမွေထိုင်းပညာရက်ကိုဒါတက်မြောက်ထားတယ်ပေါ့နော်ဒီချင်းချင်းကန်ချက်အထူးသဖြင့်ဒီ hacking ကန်တဲ့နေမှာဒါတော်တော်လေးကောင်းတဲ့ fighter တူဖြစ်တယ်ဗျအဲ့တော့ Joshua Ban ရဲ့ဒီအရက်အမောင်းအနေထားရဆိုရင်တော့ ဒါကျွန်တော် Brandon Rugby ရဲ့ဒီ hack kick ကဒါကွက်တီလောက်အနေထားဖြစ်နေတယ်ဗောနော်ဒီလိုကြောင့်ကျွန်တော် Joshua Van Ney နဲ့ဒီ Brandon Rugby ရဲ့ဒီ hack kick ကိုလည်းကျွန်တော်ဒါအထူးတတိထားပြီးတော့မှဒါရှင်ပြန်ကစားသွားတင်တယ်ဗောနော်အဲ့တော့နောက်ပတ်အားသာချက်တစ်ချက်ကိုသွားလိုက်အောင်ပါအားသာချက်ကတော့ပြောမယ်ဆိုရင် Defender တော်တော်လေးကိုများတယ်ဗျအဲ့တော့အားသာချက်ဆွမ်းတော့ပြောသွားလိုက်ဗောနော်ဒွဲလုံးကောင်းတယ်နောက်ထပ်တစ်ခုကဒီချုပ်ကွက်ပုံဖော်နိုင်မှုအပိုင်းမှာဒါ Defender ကဒါအကောင်းတယ်ဗောနော် အဲ့တော့ဒီလိုပြောလို့ကျွန်တော်ဒီ fighter ကဒါ ground ပိုင်းမှာအရင်ကြီးကောင်းတယ်လို့ဆိုလို့တာမျိုးမဟုတ်ဘူးပေါ့နော်။ဒါပြန်ဖက်ပြီးကိုသူ့အနေနဲ့ဒီ ground ပိုင်းရှင်ပြန်ကစားတဲ့အချိန်မှာဒါအခွင့်အရေးရမယ်ဆိုရင်ဒါချုပ်ကွက်ကိုဒီအမြန်ဆုံးပုံခေါ်နိုင်တဲ့ဒီဆွမ်းဆောင်ရည်မျိုးတွေကျွန်တော်ရှိနေတာတွေ့ရတယ်။အဲ့တော့နောက်ထပ်တစ်ချက်ကိုကြည့်လိုက်မယ်ဆိုတော့ဒါတက်လုံကောင်းရှိတယ်ပေါ့နော်။တက်လုံကောင်းရှိတဲ့အပြင်ကိုဒါမာဂုံကောင်းလည်းရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။မာဂုံကတော့ကျွန်တော်တို့အရင်ကြီးမြင့်တယ်လို့တော့မဆိုလို့ပေါ့နော်။ဒါမာဂုံကောင်းတဲ့အနေအထားတစ်ခုမျိုးရှိတယ်။ဒါတက်လုံကတော့ကျွန်တော်တို့ဒါ လုံးဝပြောစရာမလိုဘူးညကျွန်တော်ဒီနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲစဉ်နှစ်ပွဲကိုကြည့်လိုက်မယ်ဆိုတာနဲ့ဒီ fighter ရဲ့ယုံအားဘယ်လောက်ထိကောင်းတယ်လဲဆိုတာကျွန်တော်အနေနဲ့သိမြင်ရမှာဖြစ်တယ်ပေါ့နော်။ Okay ဒီကျွန်တော်ဒါကတော့ဒီ Brandon Rybo ရဲ့ဒါအာတာချက်တွေဖြစ်တယ်ဗျ။အဲ့တော့ကျွန်တော်အားမဲချက်ကိုတွန်းလိုက်အောင်ပါ။အားမဲချက်ကတော့ပြောမလို့တော်တော်လေးကိုနည်းတယ်ဗျာ။ဒါပြောမလို့မနည်းတော့ရှာယူရတယ်ပေါ့နော်။ရှာယူရတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒါသူ့ရဲ့ပွဲစဉ်တွေကိုလည်းဒါအချိန်ပေးပြီးတော့မှဒါလိလာကြည့်ရှုရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့ဒါသူ့ရဲ့ဒီပွဲစဉ်တွေကိုတွားပြီးတော့မှလိလာဒါကြည့်ရှုတဲ့အချိန်မှာဆိုရင်တော့ ဒီ fighter ကထိုက်တောင်း defend ပေါ့အထူးသဖြင့်ဒီ ground ကျွန်တော်ဒီ stand position ကနေပြီးတော့မှဒါပြန်ခတ်ကတာဒီကျွန်တော်ထိုက်တောင်းရယူလို့မယ်ဆိုတော့သူ့အနေနဲ့အဲ့လိုအနေထားမျိုးမှာဒါ defend ပိုင်းကဒါအားနည်းနေတယ်ပေါ့နော်အဲ့တော့ဒီအားနည်းချက်ကိုဒါကျွန်တော်တို့ချင်းတိုင်းနာ Joshua Man အနေနဲ့ဒါကောင်းကောင်းအသုံးချနိုင်မလားဆိုတော့ကတော့ကျွန်တော်တကယ်ကိုစိတ်ဝင်စားတယ်ပေါ့နော်တကယ်လို့ဒီအားနည်းချက်ကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုတော့ Joshua Man အနေနဲ့ဒီ ground punch ပုံစံမျိုးနဲ့ဒါပြန်ဖက်ကိုကျွန်တော်တို့ဒါအဆုတ်တက်လို့ရတဲ့ဒါအနေထားမျိုးတွေကျွန်တော်ရှိနေတယ်ပေါ့နော် ဲ့တော့နံပါတ်1ပြောမယ်ဆိုတော့ဒီထိတ်တောင်း defense ကဒါအဲ့လောက်ကြီးမကောင်းနေဘူးဒါအာနေနေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်အဲ့တော့ဒုတိယတစ်ချက်ကိုတွေ့လိုက်အောင်ပါအဲ့တော့ဒီအချက်ကတော့ပြောမယ်ဆိုတော့ Joshua Van အတွက်ဒါအခွင့်အရေးကြီးတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်ဗျအဲ့တော့ဒီသူ့ရဲ့ဒီနောက်ဆုံးကျွန်တော်ရှင်ပြန်ထိုးတက်ထားခဲ့တဲ့ဘွေးစဉ်၄၅ပွင့်ကျွန်တော်တွေ့ပြီးကြည့်လိုက်မယ်ဆိုတော့ဒီလှုပ်ရှားမှုအပိုင်းအရပါတော့ဒီ Brandon Wright ဆိုတဲ့ fighter ကဒါနေကွေးနေတာမျိုးလေးသတိထားမိတယ်ပါတော့အဲ့တော့ ဘလို့ပြောရမလဲသူရဲ့ကစားပုံရပဲဒါတည်ငြိမ်မှုရှိသွားတာလားဒါမှမဟုတ်ရင်လည်းဒါ game plan ပြောင်းတာလားတော့မသိဘူးเนาะအဲ့တော့နောက်ဆုံးပွဲစဉ်တွေကျွန်တော်လေ့လာကြည့်ရှုချက်အရတော့ဒီလှုပ်ရှားမှုအပိုင်းက Joshua Van Ness တော်ပြီးတော့နိုင်ရှင်ချိန်လိုက်မယ်ဆိုတော့ဒါတော်တော်လေးကိုဟာကွာဟောက်နေတာမျိုးတွေ့ရတယ်ဗောနော်အဲ့တော့ဒီ Brandon Roy ဘူကပြောမယ်ဆိုတော့ဒီလွန်ခဲ့တဲ့9မိနစ်ဗောနော်ဒီ2020 21ဒီ22လောက်မတိုင်ခင်ပါဆိုတော့သူရဲ့ကစားပုံကိုကျွန်တော်တော်ပြီးလေ့လာကြည့်မယ်ဆိုတော့လှုပ်ရှားမှုတွေတော်တော်လေးမြန်တယ် ကစားပုံရခြေတွက်လက်တွက်ရှိတယ်ပေါ့နော်ဒါစိုးရင်ရတယ်အဲ့တုန်းကပေါ့နော်အဲ့တော့ခုနောက်ပိုင်းကတော့တွေ့ကစားပုံရဒီလှုပ်ရှားမှုတွေကျွန်တော်ကြည့်မယ်နည်းနည်းလေးဒါလေးတူလူလေးခံစားရတယ်ပေါ့နော်အဲ့တော့ဂျော့ရှာဗန်နေနဲ့ကတော့ဒါသူ့ရဲ့ဒီ speed ရဆိုတော့ဒီ jet talk ချက်တွေကျွန်တော်1 2တွေကျွန်တော်ကောင်းကောင်းဝင်လို့ရတဲ့အခြေအမျိုးရှိတယ်အဲ့တော့ဒါကတော့ကျွန်တော်ဒုတိယဒါအာနေချက်တစ်ခုဖြစ်တယ်ပေါ့နော်ဒီအာနေချက်ကိုဒါဂျော့ရှာဗန်နေနဲ့ကျွန်တော်ကောင်းကောင်းဒါအတုံးချနိုင်ဖို့အတွက်လည်းကျွန်တော်ညွန်လင့်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ ဒါ Brandon Rainbow ရဲ့ဒါအတချက်အနှိမ့်ချက်ပေါ့နော်ဒါသူရဲ့စွမ်းဆောင်ရည်အနေထားဝတ်တာပြည်သက်တွေကိုဒါမိတ်ဆက်ပေးပြီးတော့ဆိုတော့ကျွန်တော် Joshua Van ကိုတစ်ချက်လက်ကြည့်လိုက်အောင်ဗျအဲ့တော့ Joshua Van ကတော့ကျွန်တော်ရှိမှလဲကျွန်တော်မိတ်ဆက်ထားခဲ့ပြီးတယ်ဆိုတော့ဒါပြည်သက်တွေအားလုံးသိရှိပြီးပြီပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော် Joshua Van ကိုဒါအများကြီးမပြောတော့ဘူးအထူးသဖြင့် Joshua Van အနေနဲ့ကျွန်တော်အဓိကဒီအနှိမ့်ချက်လေးတွေရှိတဲ့ဟာလေးကိုဒါပြောပြပြီးတော့အောင်ပေါ့နော်အဲ့တော့ Joshua Van ရဲ့ဒီအတချက်ကဒါတော်တော်ကိုများတယ်အနှိမ့်ချက်ဆိုလို့ကျွန်တော်တို့ဒီ အရက်မောင်းပြီးပြီဆိုရင်ဒီမာကုံပေါ့နော်အဲ့တော့မာကုံကတော့အခုချိန်ထိဒါအာနေနေသေးတယ်ဒါပရိသတ်တွေကလည်းဒါအလုံးတရှိကြပြီးသားဖြစ်တယ်ပေါ့နော်ဒါကျွန်တော်အထူးသဖြင့်ဒီကျွန်တော်ချာဂျွန်ဆန်ဆိုတဲ့ fighter နဲ့ရှင်ပြန်ထူးတက်တဲ့အချိန်မှာပရိသတ်တွေဒိဋ္ဌိသားမိမှမသိဘူးကျွန်တော်ဒီနည်းနည်းလေးကျွန်တော်အရှောင်သိန်းတစ်ချက်လေးဒီတတိလစ်လစ်သွားတဲ့အချိန်မျိုးမှာပေါ့နော်ဒါကျွန်တော် right hook ပုံစံမျိုးစားခံပြီးတော့မှဒါလုံးဝဖင်ထိုင်မောက်ကျသွားခဲ့တယ်ပေါ့နော်အဲ့တော့မာကုံကတော့ဒါစိုးရင်ရတယ်ဗျာဘာကြောင့်လဲဆိုတော့ဂျော်ရှာဗန်က ဒီကျွန်တော်အကောင့်တွေထားရပြောဆိုတာဒါသေးတယ်ပေါ့နော်လှုပ်ရှားမှုကတော်တော်လေးမြန်တယ်အဲ့တော့အကောင့်သေးတဲ့ fighter တွေကဒီအကောင့်ကြီးတဲ့ fighter တွေရဲ့ဒီ power တွေကျွန်တော်တကယ်လို့အထီးခံရမယ်ဆိုရင်တော့ဒါကြာသွားနိုင်ချေရှိတယ်ပေါ့နော်ဒီအချက်ကိုတော့ Joshua Van နေနဲ့လုံးဝကျွန်တော်တတိကြီးကြီးထားတင်တယ်ပေါ့နော်လုံးဝဒါမခံလို့မရအောင်သူတို့ပြင်ကျွန်တော်ဒီပရမချီနဲ့ဒုတိယချီမှာပေါ့နော်အဲ့တော့ fighter ကဒီတက်လုံကောင်းတဲ့အချိန်ဒီ power ကောင်းနေတဲ့အချိန်မှာကျွန်တော်ဒါတတိကြီးကြီးနဲ့ဒါတကယ်လို့မရှင်ပြိုင်ကစားသွားနိုင်ဘူးဆိုရင်တော့ ဒါဂျိုရှာဘန်အတွက်ဒါစိုးရင်စရာလေးတွေရှိနေတယ်ဗျာ။အဲ့တော့ကျွန်တော်ပရိသတ်တွေအနေနဲ့တော့ဒါဂျိုရှာဘန်ကလည်းကျွန်တော်ဒီရှစ်ပွဲစဉ်ချားဂျွန်ဆန်ကိုရှုံးနိုင်ခဲ့ပြီးတဲ့ပွဲစဉ်ကလွဲလို့ဗျာ။အတူကလည်းဒါတပြေးပြင်းနဲ့ဒါအကောင်းဆုံးပြင်ဆင်လာတယ်အတူတပြင်းဒီကျွန်တော်တို့ဒီ take down defend ပိုင်းဆိုတော်တော်လေးကိုတူးတက်လာတယ်ဗောနောနောက်ပြီးတော့မှဒါသူ့ရဲ့ဒီ movement speed တွေကလည်းဒါအရင်ကထက်ကျွန်တော်တို့ဒီအစပေါင်းများစွာဒီတွဲလုံးတွေကစတော်တော်လေးကိုဒါလင်းမြန်တွက်လက်မှုရှိလာတာမျိုးကျွန်တော်တွေ့ရတယ်ဗောနောအဲ့တော့ဂျော့ချော်ဘန်အနေနဲ့ကတော့ကျွန်တော်တို့ဒီယခုလက်ရှိကျွန်တော်တို့ ဒါသူရှင်ပြန်ထုတ်တက်သွားမဲ့ဒီ Brandon Wright ဘုံနဲ့ရှင်ပြန်ထုတ်တက်သွားမဲ့ပွဲမှာဆိုရင်တော့ဒါသူကလည်းဒီ Jiu Jitsu အပိုင်းပေါ့နော်ဒါဒီအပိုင်းမှာတော့ Joshua Ban နေနဲ့ဒါအရင်ကြီးအားနှင်းနေလို့ဒါဆိုလိုတာမျိုးမဟုတ်ပေါ့နော်အဲ့တော့ဒါကောင်းတဲ့ကောင်းအောင်ကျွန်တော်ပြင်ဆင်စီချင်တယ်ပေါ့နော်ဒါ ground fight နဲ့ပြီးတော့ဒီ jiu jitsu အပိုင်းပေါ့နော်ငါကိုကရင်က Joshua Man ကပြောမယ်ဆိုတော့အားနဲ့ချက်ပြောရင်တစ်ခုလောက်ပဲရှိတယ်ပေါ့နော်ဒီအရက်မောင်းနဲ့နောက်ပြီးတော့မှဒီမာဂုံလောက်ပဲပြောလို့ရတယ်ပေါ့နော်တခြားအပိုင်းကသူ့အနေနဲ့ကောင်းနေတယ်အဲ့တော့ ဆိုလိုချင်တဲ့အသေးပေကဒီနံပါတ်3ချင်းတဲ့ဒီ ground fight နဲ့ဒါ jiu jitsu အပိုင်းပေါ့နော်ချုပ်ခွက်ပုံပေါ်နိုင်မှုအပိုင်းမှာဒါ Joshua Man အနေနဲ့ကျွန်တော်ဒီထက်ကောင်းအောင်ဒါပေချာလေးတူးမြင့်ပြင်ဆင်ထားမယ်ဆိုတော့ကျွန်တော်ဒီလာမဲ့ဒါဂျွန်လ29ရက်နေ့ပေါ့နော် UFC ကျွန်တော်317 line international fight week ကာလကြီးမှာဒါ Brandon Rybo ဆိုတဲ့ fighter ကိုကျွန်တော်သူ့အနေနဲ့ဒါအနိုင်ရရှိသွားမယ်လို့ကျွန်တော်တော့ဒါယုံကြည်ထားတယ်ပေါ့နော် ဒါပြည်သက်တွေအနေနဲ့ရောကျွန်တော်တို့ဒီ Brandon Raibu နဲ့ Joshua Van တို့တွဲဆိုင်တဲ့ပတ်သက်ပြီးဒါဘယ်လိုမျိုးထင်မြင်ယူဆထားတယ်လဲပေါ့နော်ဒီအောက်က comment မှာကျွန်တော်ဝင်ရောက်ဆွေးနွေးတောင်းပြလို့ရတယ်ပေါ့နော်အဲ့တော့အကယ်၍ကျွန်တော်ဒီ video ကြည့်ရှုနေတဲ့မိတ်ဆွေတွေထဲမှာကျွန်တော်ပြည်သက်တွေထဲမှာပေါ့နော်ဒါ Joshua Van ကိုကျွန်တော်မိခွန်းလေးတွေဒါမိချင်းနဲ့မိခွန်းလေးတွေရှိမယ်ဆိုရင်လေကျွန်တော်အောက်က comment မှာအောက်က comment မှာဝင်ရောက်ပြောဆိုတောင်းပြလို့ရတယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီ Joshua Van ရဲ့ဒါနောက်လာမယ့်ပွဲစဉ်ပေါ့ဒါမှမဟုတ်ရင်လေဒါပွဲစဉ်မတိုင်ခင်တော့မှာပေါ့နော်ဒါ Joshua Van ကိုကျွန်တော်ဒါ interview ဖို့ ါအစီအစဉ်ဆွဲနေတယ်ဗောနော်တကယ်လို့ကျွန်တော်တို့အင်တာဗျူးခွင့်ရရှိမယ်ဆိုတော့ဒါပရိသတ်တွေအနေနဲ့ဒါမေးစီလိုတဲ့မေးခွန်းတွေကိုကျွန်တော်အနေနဲ့ထည့်သွင်းပြီးတော့မှမေးမြန်းသွားပြီးမှဖြစ်တယ်ဗျ။ Okay အဲ့တော့ကျွန်တော်တို့ဒီကနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အဆုံးထိကြီးစုကြပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုဆက်ပဲဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်းဆိုင်နေကြပါစေ။